င်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတိပြုတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ပြည်သူများ၏မျှော်လင့်ချက်စန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဟု AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတိပြုလိုက်ပါရယ်။ နိုဝင်ဘာလ9ရက်နေ့ကျရောက်တဲ့အသက်48နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြသောသက်ဆိုင်ရာအဖွဲ့အစည်းလူပုတ်ကိုအယောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆုတောင်းမြတ်တာပို့ကျေးဇူးတင်လွှာတွင် AACUC ချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်က အထက်ပါအတိုင်းတုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါသည်။ AACUC ချုပ်ကမွေးနေ့ဆုတောင်းစကားပြောပေးကြပါသောပြည်သူများရဲဘော်ရဲဘက်များနှင့်မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါကြောင်း အေအေတမှုကြုံတက်တော်ရဲဘော်ရဲဘက်များရခိုင်အမျိုးသားအဖွဲ့ချုပ်မှပြည်သူဝင်နိုင်များအလုံးကလည်းပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများအမျက်ဆုံးပြဝစီရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AAC ဦးစီးချုပ်၏ကျေးဇူးတင်လွှာတွင်ရေးသားဖော်ပြထားပါသည်။ AA အနေဖြင့်မိမိ၏စစ်ရေးရှိမှတ်ချက်အတိုင်းပင်ဆက်လက်ချီတက်နေစေဖြစ်ပြီးအာရကတပ်တော်ကရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်14ခုကိုအပိသက်သိမ်းပိုက်ထိန်းချုပ်ထားကြောင်းစစ်တွေမျိုးနဲ့ကြောက်ပြူမျိုးနဲ့နှင်းမန်အောင်မျိုးတို့ကသာတိမ့်ပိုက်ရန်ကြံရှိတော်ကြောင်း ိမ့်ပိုက်ရန်ကြံရှိနေသည့်မြို့နယ်၃ခုတွင်လည်းမြို့နယ်အတွင်းရှိနေရာအများစုကိုထိန်းချုပ်ထားကာစစ်ကောင်စီတပ်သားများမှမြို့ပေါ်၌ကြံရှိတော့ကြောင်း AA ကတရားဝင်သတင်းထုတ်ပြန်ထားပါသည်။ရှင်းပြင်းရခိုင်နှင့်မကွေအဆက်ရခိုင်နှင့်အေရဝတီတိုင်းအဆက်ရခိုင်နှင့်ပဲခူးတိုင်းအဆက်များတွင်လည်း AA ကပြည်သူ့ကောက်ွယ်ရေးတပ်မတော်နှင့်တွဲဖက်၍အကြံဖက်စစ်ကောင်စီတပ်များကိုတိုက်ခိုက်ထိမုန်းလျက်ရှိကြောင်း AAE သတင်းထုတ်ပြန်ချက်အရသိရပါသည်။ ဆက်လက်ပြီးစစ်စင်ရေးလုပ်ငန်းတွေကြောင့်ဗမောင်းမျိုးညမထွက်ရအမိတ် PDF ထုတ်ပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဗမောင်းမျိုးနယ်မှာစစ်စင်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ညမထွက်ရအမိတ်ရဲအကန့်အသတ်မရှိထားတယ်လို့ကတားခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ပါတယ်။ဒီကနေ့နိုဝင်ဘာ9ရက်ကစပြီးမနက်9နာရီကနေမနက်9နာရီအထိညမထွက်ရအမိတ်ထုတ်ပြန်တာဖြစ်ပါတယ်။ပြည်သူတွေရဲ့လုံခြုံရေးနဲ့မလိုလားတဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ပြည်သူတွေအနေနဲ့စိတ်ရှည်သတိကြီးစွာနဲ့ပူးပေါင်းပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။ အရေးပေါ်ကိစ္စနဲ့ကျန်းမာရေးကိစ္စတွေအတွက်တန်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီးသွားဖို့နဲ့အချိန်သတ်မှတ်ချက်ကိုလိုက်နာမှုမရှိရင်ထိရောက်စွာအရေးယူမယ်လို့ကတာခရိုင်တရင်လေးကတတိပေးထားပါတယ်။နေတိုင်းနှိပါစော်နေကြတဲ့စကစနဲ့ SN ကတော့ဂျုံရောလီချောင်းနဲ့ပါမျိုးရင်းကအစအဦးတွေကိုပုံကျဲနေတာရှိတယ်လို့ဗမောက်မျိုးမှာရှိနေတဲ့ကောက်ခွဲရေးရဲဘော်တအူကပြောပါတယ်။ဗမောက်မျိုးပြန်ရာရေးစစ်ကောင်စီကစစ်ကြောင်းထိုးရလန်တျောက်ကကြီးရွာတွေမိရှုဖြက်စီးတာအပြင်ပြည်သူပိုင်ပစ္စည်းတွေယူဆောင်တာနဲ့ ဒေသခံပြည်သူတွေဖန်ဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်းမမောင်မျိုးကန်တချို့ကဆိုပါတယ်။မြို့နောက်ဘက်ချမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်မှအင်အား900ဝန်းကျင်ရှိတယ်လို့စကိုင်းထပ်ပိုင်းစစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီကစကိုင်းတိုင်းအခြေစိုက်တပ်မ33လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင်အရင်မျိုးနယ်အတွင်းတက်ဆွဲခဲ့တဲ့တပ်မ89လက်အောက်ခံတပ်ရင်းတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။တိုက်ပွဲတွေကြောင့်မြို့အနီးတဝိုက်ကျေးရွာ 20ဝန်းကျင်နဲ့မြို့ပေါ်၄ရပ်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာတိမ်းရှောင်နေကြရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပကဖကထုတ်ပြန်ချပါတယ်။ဗမောက်မြို့ကိုအမှတ်၁စစ်ဒေတာကုတ်ကဲမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကတိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲစုံဖြတ်အတည်ပြု ယူစီလန်နိုင်ငံသားရေးဝင်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အစိုးကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ကပြုလုပ်ခဲ့ရွှေကောက်ပွဲကိုအထူးရောက်ရွှေကောက်ပွဲအဖြစ်သတ်မှတ်ရေးအစိုးကိုယနေ့နိုဝင်ဘာလ9ရက်နေ့ယူစီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်တည်ပြုလိုက်ပါတယ်။ယူစီလန်အစိုးရ၏နိုင်ငံသားရေးဝင်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွှေကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစိုးကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်ထုရောက်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကအစိုးတရက်ကို Labor Party မှလွှတ်တော်အမှန် Phyllis Tona Trifer ကတင်သွင်းခဲ့ပြီး Green Party မှ Tino Chrono ကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအစိုးကိုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါသည်။ စစ်တပ်ရွေးကောက်ပွဲတွင်စစ်မှန်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ထုတ်ချက်သည့်ဥပဒေများဖြင့်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမတ်ဖီလစ်စ်တိုနာထရိုက်ဘက်ကဆိုပါတယ်အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြမ်းကြမ်းခံထောက်လန်းနေကြပါတယ်ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်စစ်တရေးရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့စေယုံတွေကြောင်းတွေနဲ့ဖီသူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်ဆက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟု နယူးဇီလန်လွှတ်တော်အမတ်ဖီလစ်စ်ဒိုနာထရိုက်ဘက်ကလွှတ်တော်အတွင် ပြောဆိုပါတယ် Green Party မှာ Tino Duono က၎င်းနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအစိုးကိုထောက်ခံကြောင်းသူနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ First Finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင်သူတို့၏ခြေရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်ဤသို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရာ 25ရာခိုင်နှုန်းရယူထားသည့်အပြင်ဆန္ဒမဲ300တွင်လည်းပါဝင်ကြောင်းစစ်တိတ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင်းမြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တိတ်ရွေးကောက်ပွဲမှအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ်မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှရွှေ့ပြောင်းထွက်ပြေးနေရတယ်နေဆက်တလျှောက်မှလည်းဒုက္ခသည်တန်းချီရှိနေပါတယ်ကြားပြင်ကြားဖြတ်လို့နေဆက်ဖြတ်ကျော်ရဆက်ခွင့်မှုတွေကလည်းကြီးထွားလာနေပါတယ်အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ် စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုတ်ဖို့အဆိုဟာနေပြည်တော်ရှိနေတဲ့ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောင်သားဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအချင်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြမအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရည်မြဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါတယ်။ဆက်လက်ပြီးညင်းချံမျိုးနှင့်လေတိရွာအချမ်းဖတ်စစ်တပ်စူပောင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းညင်းချံမျိုးနှင့်လေတိရွာအချမ်းဖတ်စစ်တပ်စူပောင်းဂိတ်ကိုဖွင့်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးကြောင်းညင်းချံခရိုင်တရင်ခွနစ်0ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူ ဘိုသက်ကြီးကသတင်းဌာနကိုပြောကြားပါတယ်။ရမန်နေနိုဝင်ဘာလ၄ရက်နေ့မိုးလင်းတဲ့နေ့အချိန်မြင်းချမ်းမြို့နယ်လေတိရွာအကျန်းဖတ်စစ်တပ်စူပေါင်းခိတ်ကိုတော်လန်ရေးတပ်များကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးရှင်းပစ်ခတ်မှုကြောင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားကြောင်းဒေသခံပြည်သူများကအတည်ပြုပြောဆိုပါတယ်။စာခာ၊ရခ၊ပခတွေစူပေါင်းဖွင့်ထားတဲ့စစ်စေးရေးဂိတ်ကိုဝင်ပစ်ခတ်ရတာပါ။စခခိတ်ကမြင်းချမ်းမြို့သားတဒအူမန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါ။ အဲ့ဒီဂိတ်ကိုအပြစ်ခံရတာမှန်တယ်ဟုလေတိရွာသားတို့ကအတည်ပြုပါတယ်။မြင်းချက်ခရိုင်တရင်ခွနစ်0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဘိုးသက်ကြီးကမူစစ်တပ်ဂိတ်ကို RPG ပခုံးထမ်းဖြင့်ဖိခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်30ကျော်ကြာမြင့်ခဲ့ကြောင်းအထိနာသွားသောစစ်စေးရိတ်ဂိတ်မှလက်နက်များကိုရှူရန်ကြိုးစားချိန်စေကူများရောက်ရှိလာ၍ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရှင်းပြပါတယ်။ထိတွေ့တိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါတယ်။စခါပခရီကဂိတ်ဘန်ကအတွင်ပြေးဝင်ပုံနေတော့ ရဲဘော်ပေါ်ပါကရရင်စွာ RPG နဲ့ပစ်ခတ်ခဲ့လို့ဘန်ကာကိုတိကျစွာထိမှန်ခဲ့ပါတယ်။စာခါတွေလွှင့်စင်ပြီးအထိနာသွားခဲ့တယ်။ကျွန်တော်တို့ရန်သူနဲ့လက်နက်တွေဖွင့်ရောက်ယူဖို့ကြိုးစားနေချိန်မှာခမာယာ55တက်ကနေစေကူကားကြီး3စီးနဲ့လမ်းတစ်လျှောက်ပစ်ခတ်မောင်းနေလာတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တက်ပြတ်ဆုတ်ခဲ့ရတယ်။ရန်သူလက်နက်မရခဲ့ပါဘူး။အခုလိုစေကူလာနိုင်အောင်သတင်းပို့တဲ့သတင်းပေးဒလန်2ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်။အဲ့ဒီဒလန်2ဦးကိုသက်ဆိုင်ရာနေမိကန်အဖွဲ့များစီကိုလွှဲပြောင်းပေးခဲ့ပါတယ်။ နယ်မြေကမ်းများရဲ့ပြောပြချက်အရဂိတ်ကိုဝင်တိုက်မှုကြောင့်စခပခနဲ့ရခရှိဦးတေဆုံးပြီး၁၀ဦးတရားရရှိခဲ့တယ်။လေတိရွာကအုတ်ကြီးငမင်းကတော့နေရာတင်ဘဝကူးသွားပြီးပြူပေါက်ကြီးနဲ့တရားရသွားတဲ့ဟုငင်းချန်ခရိုင်တရင်ခွနဲ့0ပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူဘူသက်ကြီးကရှင်းပြပါရယ်။တော်လရင်တက်များကဝင်ရောက်တိုက်ခိုက်ခဲ့သောမြင်းချံမြို့နယ်လေတစ်ကြီးရွာစစ်တပ်စစ်စေးရေးဂိတ်မှာမြင်းချံမြို့အခြေစိုက်ခလာရ15တပ်ရင်းနဲ့နှမိုင်ဝင်းကျင်ခန့်သာကြွားဝေးကြောင်းသိရှိရပါတယ်။အဆိုပါစစ်စေးရေးဂိတ်ကို မြင်းချံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့ရွှေကန်သားစစ်ကြောင်းမြင်းချံမြို့နယ်ပကဖားတို့ပူးပေါင်းပြီးစစ်တူကြီးဒေါင်းစစ်တီ0:5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ကြောင်းရန်ကုန်အကြီးကောင်စစ်ကြောင်း1ရွှေကန်သားစစ်ကြောင်း2တို့ဖြင့်အချိန်တိုတွင်စီးနှင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အလားတူအော်တိုဘာလ၄ရက်နေ့နေ့ပိုင်း0ပျောက်ကြားတပ်ဖွဲ့တရင်1မြင်းချံခရိုင်နှင့်မြင်းချံခရိုင်ပကဖားတို့၏ပူပေါင်းစစ်ကြောင်းကမြင်းချံတောင်ဘက်ရှိစစ်တပ်အထိုင်စခန်းတစ်ခုကိုလည်းစီးနှင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် thank you